အားလုံးပဲမင်္ဂလာပါဗျအခုတော့ကျွန်တော်တင်းလာသားမီးတွေအတွက်ဘဝတက်ဆာတည်တဲ့နဲ့ဟာလေးတစ်ချက်ပြောပေးချင်တာဖြစ်တယ်အဲ့တော့ဗီဒီယိုရှည်လို့စိတ်မရှည်ဘူးရစ်တယ်ထင်တယ်လူတို့ရှင်းမဲ့ကြည့်ချင်တဲ့လူမျိုးတွေကတော့ဒီဗီဒီယိုဆက်မကြည့်ပါနဲ့ကြာပြီးဖြစ်နေမှာမဟုတ်လို့ပါအဲ့တော့တင်းလာသားသမီးတွေပေါ့တင်းလာသားသမီးတွေအနေနဲ့ကကျွန်တော်တို့အထက်ဆောင်ပန်းချိုသုံးလုံးရှိတယ်အဲ့ဒီအထက်ဆောင်ပန်းချိုသုံးလုံးကကိုယ့်ဘဝမှာအဓိကကြားတဲ့သူတွေမှာပါတယ် အဲ့တော့ဘဲဂျိုတွေလဲဆိုတော့တောက်ကြရဲစနေရဲအင်္ဂါကိုတော့ဆောင်းပန်းဂျိုဖြစ်တယ်နော်ဒါကြောင့်ပဲဒီ၃လုံးကိုကျွန်တော်တို့ကဘဝမှာကောင်းကောင်းအသုံးချဖို့လိုတယ်အဲ့ဒီနေရာမှာကျွန်တော်ဘဲဂျိုကအထိကကြတယ်ပေါ့နော်တဲလာသားမိတွေလဲတောက်ကြဂျိုကအထိကကြတယ်ဒါကြောင့်တောက်ကြဂျိုကိုကျွန်တော်တို့ကအဆောင်အနေနဲ့တောက်ကြဂျိုကိုကျွန်တော်တို့ကဟိုကိုဘဝမှာဘလို့လက်တွဲပြီးတော့အားကိုးရဖြစ်သုံးမလဲပေါ့အဲ့တော့တောက်ကြဂျိုကတဲလာသားမိတွေအတွက်က အကောင်းဆုံးဂျိုဖြစ်တယ်။တောက်ကြဂျိုကလုံကြုံတာကာကွယ်တာရင်းနှီးမြှောက်နှံတာဒါကိုပြောတာ။အဲ့တော့တင်းလာသားမီဒီယာဘဝမှာရလာတဲ့ငွေကိုဘလို့ရင်းနှီးမြှောက်နှံရမလဲဆိုတော့ပညာကိုအဓိကလိမ့်လာဖို့လိုတယ်။အဲ့တကယ်ကိုကျွန်တော်ကဘာမှာနာမည်ကြီးတယ်ဝါရင်ဘတ်ဖတ်တို့လိုငငယ်လေးတွေကသူတို့ရင်းနှီးမြှောက်နှံမှုတွေဘလို့လုပ်ခဲ့တယ်။ပတ်စံလေးတွေရလာရင်ဘလို့ရင်းတယ် ့ဒေါ်လာဘယ်လောက်ရလာရင်ငါဘယ်နေရာမှာသွားရင်းမယ်ဘယ်နေရာမှာသွားမြုပ်နှံမယ်နော်အော်ငွေကိုဘယ်လိုပွောင်းအောင်လုပ်ရမလဲဒါမှမဟုတ်လေဒီဟိုကို့အတွက်ရင်းနှီးမြုပ်နှံမှုဟာအရွယ်တစ်ခုရအောင်ရောက်လို့ပါဗျာငယ်တော့တော့ဘာမှရင်းနှီးမြုပ်နှံမနှံတတ်မှာမဟုတ်ဘူးပတ်စံလေးပဲဆုတ်တတ်မယ်အဲပတ်စံလေးဆုတ်လို့များလာရင်ဒါရွှေလေးလုံးမယ်ဒါကတော့ငယ်တုန်းအချိန်လောက်ကဒီလောက်ပဲလုတ်တတ်မှာခလေးဆိုတော့စီးပွားရေးလည်းလုတ်ဖို့မလွယ်ဘူးဟုတ်တယ်လားသားသမီးတွေကအရွယ်တစ်ခုရောက်လာတယ်ဆိုကိုကျွမ်းကျင်တဲ့နယ်ပယ်ကိုယဉ်ညိမ့်နှောင်းတာမို့အပြည့်ဝလုပ်ဖို့လိုတယ် နောက်မှတော့ကျွန်တော်ကအိမ်ချောင်းနားလေတယ်ဆိုရင်အိမ်နေခြံနေမြေတွေတိုက်ခတ်နေလုံမယ်ပေါ့ကျွန်တော်ကဆက်ပြီးစီစောင်းနားလေတယ်ဆိုရင်ဒါဆက်တွေကားတွေအင်ဂျင်တွေရန်ရာပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့အမြတ်ရနိုင်တဲ့ကိစ္စတွေကိုလုံမယ်ပေါ့ကျွန်တော်ကတော့မဟုတ်ဘူးဆက်ပြိုးရေးချောင်းနားလေတယ်ဒါဆိုတော့ကျွန်တော်စပားတွေပဲတွေလှောင်မယ်ပေါ့ဗျာမဟုတ်ဘူးကျွန်တော်ကတစ်တွေချောင်းနားလေတယ်ဒါဆိုတော့တစ်တွေဝယ်ပြီးကျွန်တော်ဖာနီချာတွေလုံမယ်ပရီဘော့ကားတွေလုံပြီးဈေးတစ်ခုရအောင်ပြန်ရောင်းမယ်ပေါ့ အဲ့တော့အမို့ကျွန်တော်ကတော့အလှပကြီးကကျွမ်းတယ်ဒါဆိုအလှပနဲ့ပတ်သက်ပြီးဘလို့ကျွန်တော်ရင်းနှီးမြှုပ်နှံမလဲဒီကော့စပတ်ပစ္စည်းတွေကိုဝယ်ထားမလားလှောင်ထားမလားဘလို့ပြန်ရောင်းမလဲဘယ်နေရာကနေဒိုင်ဈေးနဲ့ရမလဲစသဖြင့်ရင်းနှီးမြှုပ်နှံမှုအပိုင်းတွေမှာကျွန်တော်တို့ကအဓိကကြရတယ်လို့ပြောတာတော့အဓိကကြရတယ်အဲ့တော့တင်းလာသားမီဒီယာဖြစ်တယ်ခင်ဗျာ၃နေဖြုံးနေတယ်ဒီနေ့ရတယ်ဒီနေ့လောက်ကရတယ်ဒီနေ့လောက်ကခင်ဗျာ၃000ရတယ်ထားပါတော့နော်သမဲဝယ်စားလိုက်တယ်တပေါင်းကုန်တယ်နော် ရက်ဝက်တောက်လိုက်တယ်တတောင်းကုန်တယ်အဲကျအဝက်စားဝက်ကြီးပူးကြီးပန်းကြီးနဲ့ဖုံးပေထဲလိုက်တယ်အဲ့လိုဖြစ်နေတဲ့လူမျိုးဆိုတသက်လုံးမကြည့်ပါဘူးလဲလာသားမိရလဲလာသားမိကငွေကိုစုကိုစုရပါတယ်နော်ငွေစုတဲ့အချင်းကိုငငယ်တွေကလောက်ပါတော့တဲလာသားမိတွေရဲ့စိုးမိုးကြွားဘန်လို့တာမျက်စိတည်းမြင်လိုက်ဘန်သွားဘာလို့လဲငွေစုမယ်နော်အရင်နေ့လောက်ဖို့တော့ပတ်စံချီးမယ်ဘန်နဲ့ဘန်လှုပ်ဆောင်ချက်တွေအတိုင်းကျွန်တော်တို့ကတဲလာသားမိတွေကလောက်ပါဒါဆိုဘောကမှအောင်မြင်မယ်အဲ့တော့ ဘဏ်ကဘလို့ဒီအလုပ်လုပ်နေလဲငွေတို့ဘလို့ပွားအောင်လုပ်တယ်နော်သူများလာအထားတဲ့ငွေကိုဘလို့တို့အရင်နှီးလုပ်ပြီးဘလို့ကိုပြန်ထုတ်ချေးလဲစသဖြင့်အဲ့ဒီပုံစံအတိုင်းဘဏ်လုပ်တဲ့ပုံစံအတိုင်းတင်းလာသားမီဒီယာဘွားမှာလုံမယ်ဆိုရင်ကောင်းတယ်လို့ပြောတာနော်နေထိုင်တဲ့နေရာမှာဆိုလဲကြည်ကြဲလေးလေးနဲ့ကြောကြောဝါမရှိဘဲနဲ့နော်ဟိုချွတ်ချွတ်ချန်ချန်ပုံစံလေးနေတာကဘဝလမ်းတစ်လျှောက်မှာပိုကောင်းစေတယ်ဒီအချက်လေးတွေကိုကျွန်တော်ကမမေ့စေချင်ဘူးအဲ့တော့တင်းလာသားမီတွေရဲ့စီးပွားရေးအင်္ဂါကြိုးပိုင်တာဗျာ အညွန့်ချိုနော်အညွန့်စီးပွားဆိုတော့ဖြစ်နေတဲ့အတိုင်းဟိုအင်္ဂါချိုပိုင်တာဒါကြောင့်အင်္ဂါနဲ့ပတ်သက်ရင်ကျွန်တော်တို့ကဘယ်ဟာကိုကျွန်တော်တို့ကအဓိကထားကြည့်啊အင်္ဂါဆိုတာစွန့်စားတာဗျစွန့်စားတာစွန့်စားတာလှုပ်တာအင်္ဂါဆိုတာစွန့်စွန့်စားစားနဲ့ထက်ထက်မြက်မြက်လှုပ်ကြတဲ့အပိုင်းကအင်္ဂါပိုင်တာဒါကြောင့်ပဲကျွန်တော်တို့ကလဲလာသားမိကြီးကအရန်ကြီးပုံဟောင်းအလုပ်တွေအရန်ကြီး ဘလို့ပြောမလဲဆိုတော့ခက်မမီတဲ့အလုပ်တွေဝန်ထမ်းလိုလိုလက္ခဏာလိုလိုသူများခိုင်းဘက်လိုလိုအဲ့လိုလုံးနေတာမျိုးတွေကိုကျွန်တော်တို့ကတော့အားမပေးဘူးနော်ကိုယ့်ကိုယ်ဝါနာပါလို့ဝန်ထမ်းဝယ်လို့တာတို့ဘာတို့တော့ကျွန်တော်တို့မပြောဘူးအဲတကယ်စီးပွားရေးတစ်ခုအနေနဲ့လုံတော့မယ်ဆိုရင်တော့ဒဲလာသားမီဒီယာစွန့်စားရမယ်သူများတဲ့ပို့ပြီး twin ဖောက်ပြီးလုံနိုင်မလို့လို့တယ်ဒဲလာသားမီဒီယာဖင်ပေါ့ဖို့လို့တယ် တင်ရတဲလာသားမီဒီယာဖြစ်နေလေးနေတယ်တခုခုခိုင်းရင်မကြွတော့ဘူးမထတော့ဘူးမပြီးတော့ဘူးဆိုရင်အတဲလာသားမီဒီယာကြီးပွားဖို့မလွယ်ဘူး။ဟောတင်လာကအင်္ဂါပိုင်တာဖြစ်တဲ့ကြီးပွားဖို့လိုတယ်တိုးတက်ဖို့လိုတယ်စွန့်စားဖို့လိုတယ်ကြီးပွားစင်စစ်ရှိဖို့ပြောတယ်လှုပ်ရှားရှိတာတွေကိုကျွန်တော်တို့ကအားပါတရလှုပ်ထားဖို့လိုတယ်။အဲ့လိုလှုပ်ထားနိုင်မှလည်းကျွန်တော်တို့ကအဆင်ပြေမယ်လို့ပြောတာ။အဲ့တော့စွန့်စားစားလှုပ်ရတဲ့အပိုင်းတွေကတင်လာသားမီဒီယာတွေကောင်းကောင်းသလိုအဲ့တော့အင်္ဂါဂျူကစွန့်စားတာအပြင်ကျွန်တော်တို့နောက်ဘာရှိသေးလဲပေါ့နော်။အင်္ဂါဂျူဆိုတာဆက်ပစ္စည်းနဲ့ပတ်သက်တဲ့ဟာတွေက အင်္ဂါပိုင်ပါတယ်เนาะစောက်လုံရင်းနဲ့ပတ်သက်တဲ့ဟာတွေเนาะအဆောက်အဦတွေစောက်တယ်ဘာညာဒါတွေဟိုတိုင်းထွာရတဲ့ဟာတွေကပိုင်ပါတယ်နောက်ပြီး fashion designer လိုမျိုးကိစ္စတွေကအင်္ဂါပိုင်ပါတယ်အဲ့တော့အင်္ဂါဆိုတော့ကျွန်တော်တို့ကတိကျစွာတိုင်းတိုင်းထွာပြီးလုပ်ကင်ရတဲ့အလုပ်တွေစိတ်ရွေးကြကြလုပ်ကြတဲ့အလုပ်မျိုးတွေလို့ပြောတာလက်သမားဆရာတွေလိုလို engineer တွေလိုเนาะအဲ့တော့ designer တွေလိုပေသေးချာတိုင်းပြီးတော့ပခုံးဘလောက်ဟိရင်ဘက်ကဘလောက်ဟိเนาะခါဘလောက်ဟိเนาะလက်ရှိကဘလောက်ဟိဒါကိုတိုင်းပြီးတော့အတိအကျလုပ်ကြလို့ တိတိကျကျတေးသေးကျကျတိုင်းထွာလောက်ကတဲ့အလုပ်တွေမှာဒဲလာသားမိတွေကစီဝါရေးရှာမယ်လို့ပြောတာဒါဆိုအဲ့ level တွေကတော့အများကြီးပေါ့ဆရာဝန်ဆိုခွဲစိတ်ဆရာဝန်ဆရာဝန်လုံးမယ်ဆိုရင်ဘယ်အပိုင်းအကောင်ဆုံးလဲဒဲလာသားခွဲစိတ်ဆရာဝန်အတိအကျလေနော်ဒီနေရာမှာခွဲဒီနေရာမှာခွဲရမှာနော်ဘိုက်နာနေတာကိုရင်ဘတ်မှာသွားခွဲလို့မရဘူးနော်လေမဲကြီးယောဂါဖြစ်နေတာကို6ရောက်မှာသွားခွဲလို့မရဘူးသူဖြစ်တဲ့နေရာမှာသူခွဲရမှာ အဲ့အတိအကျအဲ့တော့မှဘယ်နေရာမှာဘယ်အကျိုးလေးလုံးအောင်တိအကျကြလို့ကအဲ့တော့ဆရာဝန်လုံးမယ်ဆိုရင်ကျွန်တော်တို့ကအင်္ဂါအားကောင်းတဲ့အတွက်တင်းလာသားမြာခွဲစစ်ဆရာဝန်လုံးကအင်ဂျင်နီယာလုံးမယ်ဆိုရင်လည်းတကယ်တိုင်းထွာရတဲ့အပိုင်းပေါ့နော်အဲ့တော့မကနီကယ်တို့စီဗယ်တို့လုံးရမှာပေါ့နော်အဲ့လိုပဲအလှပကြီးရဆိုတော့ဘယ်လိုဟာမျိုးတွေလဲစပင်တို့လို့ဒါအတိအကျပဲနော်ဘယ်ဘယ်ဒီဇိုင်းညက်မယ်ဆိုရင်ဒီဒီနေရာဘယ်နေရာလောက်တူရမလဲဘယ်လောက်ရှည်ရမလဲနော်အရှည်ရစမိတ်ချမယ်ဆိုလည်းဘယ်လို့ အဲ့လိုတိတိကျကျဖြစ်တဲ့အလုပ်တွေဟာအကောင်းဆုံးလို့ပြောတာဒါဆိုကိုအလုပ်အသက်မွေးမှုအတွက်ဆိုရင်စဉ်းစားတက်ဖို့အတွက်အတွေးခေါ်ရမှာ ID လုပ်ငန်းဆိုလေတကယ်ကိုကျွန်တော်တို့ကဈေးကွက်ထိုးဖောက်ရတဲ့ကိစ္စတွေအဲသူများတွေကိုပို့ပြီးပို့ပြီးတော့ဘလို့ထိုးဖောက်ပြီးလောက်ကမဲ့ကိစ္စတွေ ID မှာဆိုလေဟက်ကာလိုမျိုးတွေနော်အဲ့တော့ networking နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအဲကိုယ့်ရဲ့စာပေါင်းမထိုးဖောက်နိုင်အောင်လုံခြုံရေး security ဘိုင်းနဲ့ပတ်သက်တဲ့ ဟို ID နီးပညာတွေဒါတွေနဲ့ပတ်သက်ဆက်နွယ်ပိုကောင်းတယ်ပေါ့ဒါကတော့အများကြီး네ဘယ်သီးသီးမှာအင်္ဂါဂျုံနဲ့ပတ်သက်တာတွေကိုလှည့်စင်စားပြီးကျွန်တော်တို့ကအတောက်မွေးလို့ရတာတွေရှိတယ်ဒါတွေကတဲလာသားမိတွေတဲ့အကောင်းဆုံးဖြစ်တယ်အဲတော့တဲလာသားမိတွေကနောက်ထပ်အတောက်မွေးမှုမဟုတ်ဘဲနဲ့အချစ်ရေးအိမ်အောင်ရေးတွေကြတော့စက်နေဂျိုးပိုင်တယ်စက်နေဂျိုးပိုင်တယ်အဲတဲလာသားမိတွေ6ခုမြောက်စက်နေဟုတ်ဒါဆိုတဲလာသားမိတွေကဝေးလံခေါင်ဖျားတဲ့လူတွေနဲ့ဖူးစာစုံလေးရှိကြတယ်တဲ့ဝေးလံခေါင်ဖျားတဲ့လူတွေ เนาะဝေးလံခေါင်ပြားရေလို့ဆိုတော့ကိုကလက်ရှိရန်ကုန်မှာနေတယ်ဆိုရင်ကျွန်တော်တို့မန်းလေးသားတို့တောင်ကြီးသားတို့လူလူတွေနဲ့သွားကြိုက်တာမျိုးတွေเนาะဒါမှမဟုတ်လည်းကိုရန်ကုန်မှာနေတယ်ကိုသွားရင်လာရင်နဲ့နေဆက်သွားရင်နဲ့အမှတွေ့တဲ့တိုင်းသူတယောက်ယောက်နဲ့ဖူးစာဆုံသွားတာတွေအချို့ကြတော့အဲ့လိုမဟုတ်နိုင်ငံသားသွားတယ်နိုင်ငံသားသွားရင်နဲ့ကိုနဲ့ဘာသာလည်းမတူလူမျိုးနဲ့မတူတဲ့နဲ့ foreigner တွေနဲ့အိမ်တော်ကြသွားတာမျိုးတွေဒီလိုမျိုးတွေတွေ့ရတဲ့လူမျိုးဖြစ်တယ်လို့တဲလာသားမိတွေရဲ့အိမ်တော်ဘက်ကလည်းအသက်အရွယ်မတိမယုံမဟုတ်ဘဲနဲ့ကြီးလွန်တာ ငယ်နောတာအဲ့လိုတွေဖြစ်တတ်တယ်ဒါတော့အတင်းလာဒါ20ဖြစ်တယ်ဆိုရင်ကို30 35နေနဲ့သွားတွေ့ရင်တွေ့တာအဲအဲ့လိုဟာမျိုးတွေအသက်ရွယ်တော့တိတ်မကွာဘူးဆိုရင်လည်းအဲ့လိုပေါ့ဒလေးစရိုက်အယူအဆအတွေးအခေါ်အဲ့လိုလူမျိုးတွေနဲ့အိမ်တော်ကြက်တတ်တယ်အာမဟုတ်ဘူးကျွန်တော်တင်းလာတာဗျာခင်ဗျားကလည်းချင်းကောင်းရင်တလန်းနဲ့ညူနေအိမ်တော်ကြတာတေးကြတယ်အဲ့ဒါဆိုခင်ဗျားမေးကြည့်တော်များများမတူဘူးတော်များများစရိုက်ဒလေးအယူအဆစိတ်ကူကွဲပြားတဲ့လူမျိုးတွေနဲ့တင်းလာသားမီဒီယာအိမ်တော်ကြလေရှိတယ် ။ဒါတော့ဒင်းလာသားမီးကအိမ်အောင်ကြတဲ့ခါကျရင်ကိုယ့်အိမ်အောင်ဘက်ကိုတော်တော်ညှိယူသွားတယ်။နော်ကိုကကောင်းကောင်းစားခြင်းနဲ့ချက်တာပြုတ်တာကိုကိုယ်တိုင်လည်းချက်တယ်လေကောင်းတယ်ကိုရရမိမကကောင်းကောင်းမချက်တယ်။ဟာဘယ်အချိန်မှစီထည့်ရမလဲဘယ်အချိန်မှမဆလာထည့်ရမလဲဘယ်အချိန်မှဟင်းကိုနူတာနှက်ထားရမလဲမသိဘူး။အဲ့လိုတွေပေါ့နော်ကိုယ်နဲ့တလွဲဖြစ်တာတွေဒင်းလာသားမီးကအမြဲဖြစ်တတ်တယ်။အဲ့တော့အိမ်အောင်ရင်းမှသူများနဲ့မတူနည်းနည်းကမောက်ကမဖြစ်တယ်ကိုယ့်အိမ်အောင်ဘက်ကကိုနဲ့မတူတာအတက်ရွေးမတူတာအကြိုက်မတူတာ အယူအဆဒလိမတူတာဘာသာမတူတာစသဖြင့်အဲ့လိုမတူတာများတဲ့သူမျိုးတွေနဲ့အိမ်အောင်ကြတဲ့တယ်အဲ့တော့မတူတာတွေကိုတူအောင်ညှိရမှာကိုယ့်အလုံးနော်အိမ်အောင်ကြပြီးသွားပြီဒီလိုမျိုးတွေကိုကျွန်တော်နားလည်ဖို့လိုပါတယ်ဒါအတင်းလာသားမိတွေလည်းအချမ်းမြင်ပြောပြတာဖြစ်တယ်အဲ့တော့ရှောင်းဝါမဲ့ဟာတွေဘာအယောင်တွေဘေးရတနာတွေအများကြီးကြံတယ်ထိုင်ပြောမယ်ဆိုအများကြီးပဲကျွန်တော်တို့မပြောနိုင်ဘူးဘလို့မှလည်းကြည်မှာမဟုတ်အဲ့လိုအများကြီးရှောက်ပြောလဲနော်နောက်ဆုံးတော့ပေါ့မယ်ထင်ပါတယ်တင်းလာသားမိတွေအားလုံးဘဝမှာကံကောင်းကြပါစေ